မင်္ဂလာပါရှင်ရွှေငုံကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့အမျိုးသားနေအထိမ်းအဖြစ်စွမ်းဆောင်မှုဆိုင်ရာဂုဏ်သူဆောင်ပွဲများပေးအပ်ခြင်းမြင့်တဲ့သတင်းဖြစ်ပါတယ်အမျိုးသားနေအထိမ်းအဖြစ်မြန်မာနိုင်ငံတော်ယာယီသမ္မတကနိုင်ငံတော်အတွက်ထူးခဲ့စွာအမှုထမ်းသူအကျိုးဆောင်သူများနှင့်နိုင်ငံတော် ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကိုဆန်းဆန်းတမန်ထမ်းဆောင်ခဲ့တဲ့ပုဂ္ဂိုလ်များအားဂုဏ်သူဆောင်ပွဲများဂုဏ်သူဆောင်တစိမ့်များကိုနိုဝင်ဘာ14ရက်ကပေးအပ်ခြင်းမြင့်ခဲ့ကြောင်းသိရပါတယ် မြန်မာနိုင်ငံတော်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအမိန့်ကြော်ညာစာအမှတ်203မြင်းဆောင်2025ဖြင့်ထုတ်ပြန်ကြေညာခဲ့တဲ့စွမ်းဆောင်မှုဆိုင်ရာဂုဏ်သုဆောင်ပွဲများချီးမြှင့်ရာတွင်တည်ပြီးပြန်ချီပွဲကိုကာကွယ်ရေးဝန်ကြီးဌာနမှဗိုလ်ချုပ်ခွနဦးအား၎င်းဝန်နာကျော်ထင်ပွဲအားအမရပူရမြို့ပြစီမံကိန်းဥက္ကဋ္ဌဦးဝေခေါ်ဦးဝေစာရွှေတန်လင်းကုမ္ပဏီနိုင်ရကဒေါက်တာနေနီတို့အပါအဝင်၁၀ဦးအလင်းငါကျော်စာပွဲ၆ဦးသိပ္ပံကျော်စာပွဲ၁၉ဦးချီးမြှင့်ခဲ့ပါတယ်။ဒါအပြင်သူရဲကောင်းမှတ်တမ်းဝင်တစိမ့်54ဦး ရဲသူရတစိ9ဦးရဲဗလာတစိ122ဦးရဲသူရင်တစိ5ဦးရဲကြော်စွာတစိ15ဦးရဲကြော်သူတစိ113ဦးတိရိစေယကြော်တစိ2ဦးစီမံထူးချွန်တစိပထမအဆင့်10ဦးစီမံထူးချွန်တစိဒုတိယအဆင့်25ဦးစီမံထူးချွန်တစိတတိယအဆင့်242ဦးတို့ကိုချင်းညင်ခဲ့ကြောင်းသိရပါတယ်ချင်းမြခံရသူများတွင်ရွှေတန်လင်းကုမ္ပဏီဥက္ကဋ္ဌဦးကျော်ဝင်းဒါရိုက်တာဆင်ယောမမောင် ဟာတာတိယဆောင်ဒိန်းနောက်ပါဝင်39ဦးကိုလူမှုထူးချွန်တစိပထမအဆင့်ချိန်မြင့်ခဲ့ပြီး UMFCCI ဥက္ကဋ္ဌဦးရဲ့ဝင်မြန်မာနိုင်ငံစံစဘာအသင်းချုပ် MRF ဥက္ကဋ္ဌဦးရဲ့မင်းအောင်တိယဆောင်ခိုင်နေဝေးပါဝင်42ဦးအားလူမှုထူးချွန်တစိဒုတိယအဆင့်ချိန်မြင့်ခဲ့တဲ့အပြင်လူမှုထူးချွန်တစိတတိယအဆင့်403ဦးချိန်မြင့်ခဲ့ပါတယ်အလားတူလေယာစီပွားထူးချွန်စုတစိတတိယအဆင့်3ဦးဆက်မှုစီပွားထူးချွန်တစိတတိယအဆင့်9ဦး ဝန်ဆောင်စီပွားထူးချွန်တစေပထမဆင့်တဦးဝန်ဆောင်စီပွားထူးချွန်တစေတတိယဆင့်86ဦးဝိဇာပညာထူးချွန်တစေဒုတိယဆင့်6ဦးဝိဇာပညာထူးချွန်တစေတတိယဆင့်4ဦးဤပညာထူးချွန်တစေပထမဆင့်2ဦးဤပညာထူးချွန်တစေတတိယဆင့်15ဦးချင်းမြင်ခဲ့ပါတယ်။ဒါ့အပြင်အနုပညာထူးချွန်တစေပထမဆင့်2ဦးအနုပညာထူးချွန်တစေဒုတိယဆင့်2ဦး စာပေထူးချွန်တစိပထမအဆင့်အားတည်င်းစာစရာဥကု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 ဆက်မှုတက္ကသိုလ်ပါဝင်၈ဦးစာပေထူးချွန်တစိဒုတိယဆင့်၅ဦးချင်းမြင့်ခဲ့တဲ့အတွက်စစ်စုပေါင်းလူပုတ်ကို1200ကျော်အားဂုံလူဆောင်ပွဲများဂုံလူဆောင်တစိများကိုပေးအပ်ချင်းမြင့်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရရှင်။